င်္ဂလာပါရှင်မေလာ31ရက်စနေနေ့ရွှေရံကုန်ရဲ့လှုပ်လှုပ်ရှားရံကုန်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥစားတင်ဆက်မဲ့တဲ့ရင်ကတော့ရွှေတကုံစီတီတော်ဘန္နာအထင်ကိုပကအဖွဲ့ရဲ့ဩဟာရစရိယာဆရာတော်ကြီးနှစ်ပါးအားကုနာဝိသိဌာပူဇာမင်္ဂလာအခမ်းအနားကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရွှေတကုံစီတီတော်ဘန်နာထေကဘကအဖွဲ့မှကြီးမှုခြင်းပါသော2025ခုနှစ်သာသနာတော်ဆရာပွဲတစေတော်ရာဘန်နာတော်ထေကဘကအဖွဲ့ရဲ့ဩဝါဒစရိယာဆရာတော်ကြီးနှစ်ပါအားထက်ဆင့်ချီကျူးကွန်ပျူတဲ့ကုနာဝေဒိဋ္ဌပူဇာမင်္ဂလာအခမ်းအနားကိုမေလာ29ရက်တွင်ရွှေတကုံစီတီတော်ရှင်ပြင်းတောင်ပတ်မုတ်ရှိရှေဟောင်းဗုဒ္ဓရုပ်ပွားတော်များတစောင်းတွင်ကျင်းပကြောင်းသိရပါသည် ရှေးဦးစွာရွှေတကုံစီတီတော်ဘန္နာအထွန်းကိုပကအဖွဲ့ဩဝါဒစရိယာတိပိတကဒရာဓမ္မဘန္နာဂါရီကဆရာတော်ဗတ္တနာတိရိန်ဂျာဘိဝင်သားထာမအခမ်းအနားတယောက်လာကြတဲ့ဧပရိသမ ्या ကငါးပါးသီလခံယူဆောက်တည်ကြပါရစေ။ ဆက်လက်ပြီး2025ခုနှစ်သာသနာ့ရွှေဆန်ရဘွဲ့တစိတ်တော်ရအဘိဓဇာမဟာရထဂူရုဗတ္တနာတိရိန်တာပြီးဝင်သာမဟာဝိသုဒ္ဓယုံចောင်းတိုက်ဆရာတော်နဲ့အကမဟာသဒ္ဓမဇောတိကတဇာဗတ္တနာဝါယာမိန်တာပြီးဝင်သာတိပိတကနိကာယမဟာကဏဝင်ចောင်းတိုက်ဆရာတော်တို့အားဗန္နာတော်ထင်းခောဘကအဖွဲ့ဝင်များကဘွဲ့တစိတ်တော်နဲ့လှူဝဲပစ္စည်းများဆက်ကလူရန်ကြပါရယ် ရွှေတော်ကုံစီတီတော်ဘန္နာအထင်ကိုဘကအဖွဲ့ဩဝါရစရိယတိပိတကဂျရာဓမ္မဘန္နာဂါရီကဗတ္တနာဝါယာမိန်တာဘိဝင်သာထမအနုမောဒနာတရားနာယူပြီးရေဆက်သွင်းကြအမြပေးဝေးကြကြောင်းသိရပါရရှင်ဆလာဒင်ဆမဲတဲ့ရင်ကတော့မှော်ပြီးမြို့နယ်တွင်မိုးရွာသွန်းမှုကြောင့်ပြည်လမ်းမှာပဲရှိတစ်ပင်ပြိုလဲမှုဖြစ်ပေါ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမော်ပြည်မြို့နယ်တွင်မေလ29ရက်ညနေပိုင်းကလေပြင်းတိုက်ခိုက်ခြင်းမိုးသည်ထန်စွာရွာသွန်းခြင်းတို့ကြောင့်မော်ပြည်မြို့နယ်ပြည်လန်းမိုင်တိုင်း22မြင်းဆောင်က22မြင်းဆောင်9ရက်အကြာလုံးပတ်နှစ်ပေခွဲခန့်အမြင့်35ပေခန့်ရှိသောကျွန်းပင်နှင့်ကုတ်ကိုပင်များမလေးရှားဗဒောက်ပင်များလည်းကြာပြီးခြံစည်းရုပ်အုပ်တိုင်းများပြည့်စည်မှုဖြစ်ပေါ်ခဲ့တဲ့အတွက်မြို့နယ်မိသားစခန်းမှာမြို့နယ်ဦးစီးမှုနှင့်အဖွဲ့ဝင်များတမတော်အရာရှိစစ်သည်များမော်ပြည်မြို့နယ်စီပင်တရားရေးဝန်ထမ်းများက ကသွားရောက်ရှင်းလင်းဆောင်ရွက်ကြကြောင့်သိရပါတယ်။ဒီသတင်းကိုတော့ဝင်းစော်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။နောက်ဆုံးနေဆက်မဲ့သတင်းကတော့မြန်မာဖိုက်တာထွန်းမင်းအောင်ထိုင်းဖိုက်တာကိုအနိုင်ရတဲ့သတင်းဖြစ်ပါတယ်။ မြန်မာ MMA ကစားသမားထွန်မင်းအောင်ဟာမေလ30ရက်ညပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ One Champion ရှေ့ပြိုင်ပွဲမှာပြိုင်ဘက်ထိုင်းဖိုက်တာချက်ပန်ကိုဒုတိယအကြိမ်မှာအလဲထိုးပြီးအနိုင်ရကြောင်းသိရပါတယ်။ထိုးမင်းအောင်ဟာပွဲစကားတွေကအသာစီထိုးတန်နိုင်ခဲ့ပြီးဒုတိယအကြိမ်မှာတော့ပြင်းထန်အားပါတဲ့ထိုးချက်တွေနဲ့အတူပြိုင်ဘက်ကိုအလဲထိုးအနိုင်ယူသွားခဲ့တာလို့ဆိုပါတယ်။အခုနိုင်ပွဲကြောင်းထိုးမင်းအောင်ဟာ One Champion ရှေ့ကချင်းမြင့်နဲ့ဘောနပ်စုကြီးဘတ်၃သိန်းခွဲကိုလည်းရရှိသွားတယ်လို့သိရပါတယ်ရှင်။ Bye.